ဒီမဲ့လှုပ်လေဗျာမသွားသေးဘူးလားဘာလာညာလားမနော်သွားမှာဖျားဘူးမဟုတ်ဘူးလေအလူမင်သာတော်လည်းမဟုတ်ဘူးလေကာယရှင်ကလေးမလေးနဲ့အဲကျွန်တော်ဒီနေ့ကျွန်တော်စကားပြောခွင့်ရတော့မထင်နဲ့ကလေးမလေးရဲ့အဖွားရဲ့ကလေးမလေးရဲ့အမေရဲ့နေတာအဲဝင်တွေ့ပြီးပြန်ထွက်လာမှာကလေးကဒုံကြီးနေတော့ဖြစ်လာတယ်တဲ့အခုလက်ရှိလုပ်တဲ့ကလေးမလေးရဲ့အကြောင်းမတက်တော့လေလာကြော်ကြော်ပဲရှိပါသေးတယ်ဒီကိစ္စတပတ်ကတော့ကြောင်းတက်နေဆုံးပဲ တခမိပါအတိုင်းဝိုင်းချင်းနေတယ်လေဟိုသိရတော့တော့သိရပါတယ်ဘုံချင်းချင်းနေပဲမမမမမအကြောင်းတရားတစ်ခုတော့ရှိမယ်လေအဲ့ဒါနီးလန်းနေတဲ့ရှင်းကြတော့အမှရှိတဲ့ဆရာဆရာမတွေကဘာမှသုံးစားမရတော့ဘူးလားရင်နာရတော့သမီးမိကလေးမွေးတာပဲဘူးတယ်အားလုံးမင်္ဂလာပါပြည်ရီ IMK YouTube Channel ကိုစလိုက်ပါရဲ့ဒီရက်ဒီဆက်ပေးမဲ့သတင်းလေးကအရန်ကမှအရေးကြီးရဲ့မြောင်းမြမျိုးအထက်က6အကြောင်းသူလေးတွေချင်းချင်း အစုဖွဲ့အနိုင်ကျင့်လို့ဒီနေ့မှာတော့ဒီចောင်းသူចောင်းသားမိဘတွေနဲ့ဒီဆရာဆရာမတွေကဖြည့်ရှင်းမပေးလို့ဒီကိုကတော့ဒီရန်ကုန်ကနေပြီးတော့ဒီမြောင်းမြအထီတော်ရောက်ဖြည့်ရှင်းပေးမယ်လို့ဒီပြောပြလာတဲ့ဘီဖန်လေးကိုတင်ဆက်ပြတာပြတော်ဖြစ်ပါတယ်အခုတလောလိုင်းပေါ်မှာလည်းနာမည်ကြီးနေလို့ဝေဖန်မှုတွေလည်းမြင့်တက်ပြီးတော့စိတ်ဝင်စားမှုလည်းမြင့်တက်နေရဲဒါကြောင့်မလို့ဒီဘီဖန်လေးကိုတင်ဆက်ပြတာပြရခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ဘီဖန်လေးကိုစားလိုက်ရအောင် ရောင်းများတော့ဟိုကြောင်းပြီးနေတဲ့ကိစ္စဟဲ့လားဟုတ်လဲအရွယ်တိုင်းသားတွေဆက်လေးမင်းဆောင်တွေပဲမျိုးရောမကြိုက်ဘူးနော်အထီးပြည့်တွေမှဖြစ်နေတာဒဲပြောတာပုံပုံလေးနဲ့ပြောတာဟောတော့မှလည်းသမီးမင်းကလေးတွေရှိတယ်အတသမဲ့ကြောင်းသူလေကြောင်းသူချင်းချင်းတွေပဲမိုင်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 ကြောင်းပြားတစ်ခုတော့ရှိမယ်လေအဲ့ဒါကိုအဲ့လိုမျိုးနီးလန်းနေတဲ့ရှင်းကြတော့အမှရှိတဲ့ဆရာဆရာမတွေကဘာမှသုံးစားမရတော့ဘူးလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောထားတယ်နော် ဒီကမွန်မာတွေမိဘတွေကဝင်မစုတ်ခတ်ဘူးလို့ဘာလို့မပါပါနဲ့တို့ဘာလို့အဲ့လိုဆိုရင်လည်းသူတို့ကဝင်မစုတ်ဖက်အောင်မပါလာနိုင်မပါလာရအောင်နိနာတဲ့သူဘက်ကနေပြီးတော့ခြေထောက်တဲ့တိုင်းတာတစ်ခုတော့ဟဲ့လားအများကြီးအောင်ပြန်ပြီးချပြပေးလိုက်လေရင်သားတယ်နော်သမီးမိကလေးမွေးတာတော့ဘူးလေဟဲ့လားဒါတစ်ဖက်ကလည်းမိန်းကလေးတွေပဲဒါပေမဲ့အဲ့လောက်ကြီးကြီးမလုပ်ကြည့်ဘူးလုပ်ရိုက်ခံနေတဲ့ကောင်မလေးမျက်နာမှာ ဘလို့စိတ်ခံစားချက်မြင်ရလဲကြည့်အများနဲ့တယောက်လीဒလာအမအမျိုးလေးလေးလေးပဲတော်ကြည့်လိုက်ရိုက်ခိုင်းကောင်မလေးနဲ့တကယ်စိတ်မကောင်းလို့မလုပ်ကြပါနဲ့အဲ့လိုမျိုးကြီးဒလာပြောနေတာတော့ဘုဆုပ်ဆက်ပြောနေတာအများကြီးပဲလို့နော် ငါတို့လည်းအရာဝီသားတွေ၁၄မိနစ်လောက်နေမလုပ်ကြပါနဲ့တောင်းတောင်းရှိတဲ့ပုံကိုယ်တွေအဓိကကြတယ်နော်ဒါလားဝူရှူဝါရီရှူချောင်းတွေတုတ်ကုန်ရှုပ်ကုန်မယ်နော်ဒါလားဟယ်လိုမင်္ဂလာမနက်ခင်းပါကျွန်တော်ထက်တည်ရာလေးတစ်ခုပြောပြမလို့ ကျွန်တော်ထက်တည်ရတဲ့ဟာကမြောင်းမြားမျိုးပေါ်ကအခုလက်ရှိဖြစ်နေတဲ့ခလေးလေးနဲ့အနစ်နာတဲ့ခလေးလေးနဲ့ဤတဲ့အိမ်ရပေါ့ဘဒုဘွားသူ့ကောင်ပါဆိုတော့ကျွန်တော်ပြောလို့မရဘူးလေအဲတော့ကျွန်တော်ကူညီတာအဲကျွန်တော်ဟိုင်းပြီးတော့စကားပြောပြကြတယ်ကျွန်တော်ညအဲကျွန်တော်ညတနာယီနှစ်နာရီလောက်မှကျွန်တော်အိပ်ဖြစ်တာ အကျုံမှန်လေးလည်းပြန်ကြည့်ရချိုးမှန်လေးတို့ပြန်ဖြည့်ရတော့နော်အဲနောက်တစ်ခုပြောချင်တာဗျာကျွန်တော်ကိုငွေမှန်လာတဲ့အထဲမှာအာမိမဲလှုပ်လေးဗျာမသွားသေးဘူးလားဘာလာညာလားမနော်ကျွန်တော်သွားမှာဖျားဘူးမဟုတ်ဘူးလေအလူမင်လာတော်လည်းမဟုတ်ဘူးလေဟုတ်လားဒါလေးတော့ရှိတာမနော်အခုကျွန်တော်ပြောချင်တာကဒီကောင်မလေးနဲ့ကာယရှင်ကလေးမလေးနဲ့ အဲကျွန်တော်ဒီနေ့ကျွန်တော်အထင်ပေါ်တော့ကျွန်တော်စကားပြောခွင့်ရတော့မထင်တယ်ကျွန်တော်ကျွန်တော်ဘုံကြီးကြောင်းတာတယ်မြို့ဘဝလူဘယ်အဲသူ့ရဲ့သူပြောပြတာကလည်းကောင်မလေးကကလေးမလေးရဲ့အဖွားရဲ့ကလေးမလေးရဲ့အမေရဲ့နေတာဒါသူတို့ဟိုကဘာလို့ဖေရတော့အိမ်အောင်ကွဲနေတယ်အဲသူတို့သူ့အမေနဲ့အိမ်အောင်ကွဲနေတယ်ပြောတယ်ဒါတော့သူပါရှင်တယ်ဘောတော့ အဲနောက်တစ်ခုကအဲဟုတ်မန်ဒီဟုတ်ဟုတ်လားမှားလားမှန်လားမှားလားဆိုတာလည်းထားအောင်အဲတခါတကယ်တကယ်ထက်စိတ်မကောင်းတော့ဘူးနော်အဲ့မှာလူကြီးပန်းကြောက်တဲ့ရပဲကလေးမလေးကိုအဲဒီပြဿနာဖြစ်ပြီးအဲခေါ်တွေ့တယ်ဘာကြောင့် live ပေါ်မှာလည်းတွေ့ပါတယ်ဒီစာတွေကတော့ကျွန်တော်တော့ကိုကိုယ်တိုင်မဟုတ်တဲ့ကိုကိုယ်တိုင်အမြင်တွေ့အကြားမဟုတ်တဲ့အတွက်ဟို100%တော့လက်မခံတာဘူးအဲကျွန်တော်ပြောနေတာကဘာနော်အဲဒီကလေးမလေး အဲ့လိုတွေးဆမှုအပြီးမှာနည်းနည်းဘယ်လိုကုန်လဲကိုကြီးတဲ့နည်းနည်းလေးပို့ပြီးတော့ကလေးကအားနေလာတဲ့ပုံစံဖြစ်လာပါတော့အဲနေရအဲ့နေရဆိုလို့ရှိရင်အဲဝင်တွေ့ပြီးပြန်ထွက်လာမှာကလေးကကတုံးကြီးနေတော့ဖြစ်လာတယ်တဲ့အဲဘာလို့လဲဘာလို့အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုရင်ဘာလို့ခေါ်အဲ့လိုမျိုးခေါ်တွေ့တာလဲဆိုတော့မေးလိုက်တဲ့ခါမှကျတော့ဟိုဘောနော်ဗီဒီယိုမှတ်တမ်းနေဓာတ်ပုံကြီးရိုက်မှာဆိုလို့ဆိုပြီးတော့ခေါ်တွေ့တာပေါ့ ခေါ်တွေ့ရမှရှိတယ်ဘာမှဖြည့်ရှင်းမိတဲ့အတိုင်းမရှိသေးဘူးတဲ့အခုချိန်ထိအဲ့ဒါတော့ညမှာကျွန်တော်သိရပါဘောနော်တကယ်အခုလက်ရှိဟုတ်တယ်ကလေးမလေးကကြောင်းမတက်တော့ဘူးကြောင်းမတက်တော့ဘူးအခုကလေးမလေးကြောင်းမတက်တော့ဘူးဒီကိစ္စကမနစ်ကဖြစ်တာလို့လေတချို့ကကျွန်တော်မှမဝင်လာရေးတယ်ဝင်ပြီးတော့ချောချောပြောပြတာဘောနော်ကုညီပြောပြပြီးတော့သိထားတာလေးတွေဒါပေမဲ့အခုမြောင်မြမျိုးကပြောတာကနှစ်လပိုင်းလောက်ကဖြစ်တာပါတဲ့ ဒီကိစ္စနှစ်လပိုင်းလောက်ပဲပြည့်အခုကျော်၆လပိုင်းဆိုလေးလကျော်ပဲရှိအောင်နော်လေးလလေးလကျော်ကျော်ပဲရှိပါသေးတယ်ဒီကိစ္စတဖက်ကတော့ကြောင်တက်နေဆုံးပဲဟုတ်တယ်ဟိုတဖက်မိသားအတိုင်းဝိုင်းချင်းနေတယ်လေဟိုသိရတော့တော့သိရပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကပေးကြတာကတော့ကျွန်တော်ဘက်ကလည်းကျွန်တော်ဘက်ကလည်းကျွန်တော်အတွက် စေဖီအောင်လုပ်ပြီးပြီးလုပ်နေတယ်လုပ်ပြီးသွားရင်ကျွန်တော်သွားမှာအဲကျွန်တော်ပြောတဲ့အခြေအနေကိုလည်းကျွန်တော်အဲကျွန်တော်ကိုအခုလိုမျိုးဝိုင်းဝန်းကူညီပြီးအဲဟိုဘယ်လိုကောင်းလဲကူညီပေးနေတဲ့ကူညီပေးနေဆိုတော့ကျွန်တော်ကတော့အကြံဉာဏ်ပေးတာတွေဟိုဖြစ်ချင်တဲ့စာလေးဝိုင်းတောင်ဆိုတဲ့လူတွေအဲဒီလူတွေကိုကျွန်တော်အကုန်လုံးကျွန်တော်ချပြမယ်အဲကျွန်တော်အခုလိုကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်တင်မယ် အဲတခုပြောနေတာကကျွန်တော်ဒီဒီကိစ္စကိုအဲကျွန်တော်အားနဲ့အဲကျွန်တော်တတ်နိုင်သမျှဘက်ကနေဒီတတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင်ကြိုးစားမှဖြစ်တဲ့အတွက်ဟိုကျွန်တော်ဘောအာမတော်သေးဘူးလားမြန်မြန်သွားလေးပါလေးညာလေးပေါ့နော်အဲအဲ့လိုမျိုးတွေတော့မမတ်ပါနဲ့ကျွန်တော်လည်းဟိုကိုချင်းနားလေတယ်ကိုလေးကိုချင်းလည်းစားပါနော်ဒီနေ့တကယ်လို့များ ဲကလီမာလီနဲ့အဆက်အသွယ်ရရင်တော့ကျွန်တော်အကြောင်းဆုံးသိရမှာပါအဲကျွန်တော်ကျွန်တော်ဒီကိစ္စကိုကုန်းကပြောလိုပဲအကောင်းဆုံးကျွန်တော်လုံနိုင်တော့ပေါ့လေအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပြီးလုပ်တော့မှာလို့เนาะအဲဒီဟာလေးကိုကျွန်တော်ကဒါပြောပြတာပါကျွန်တော်ဟိုညာဆိုလိုက်ကလီမာလီနဲ့ ကလီမလီဆိုတာကျွန်တော်ကူညီပြီးပြောပြပေးတယ်မြောင်မြောင်ပေါ်ကလီမလီဆိုတော့စကားတွေပြောရတယ်နော်ဒီနေ့ဒီဘက်ကတော့ဒေချောင်လုပ်ပြီးလို့ပြောသွားတယ်ဒါလေးတွေကိုကျွန်တော်ကအဲကျွန်တော်ရဲ့တကယ်ကြီးမုတ်ဆွေတကယ်ကြီးမိတ်ဆွေအပေါင်းအသင်းတွေကိုကျွန်တော်ဒါကျွန်တော်သိထားရတဲ့ဟာလေးတွေကျွန်တော်သိလိုက်ရတဲ့ဟာလေးတွေကိုကျွန်တော်ပရမောဦးဆုံးနေတယ်ဆိုပြောပြခြင်းဖြစ်ပါတယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဟုတ်ကဲ့ပါမျိုးရီကျွန်တော်ပြည်ဖိုင်လေးကတော့ဒီလောက်ပါပဲဒီပြည်ဖိုင်လေးကဖြစ်စဉ်ကတော့မြောင်မြောင်မျိုးအရက6ចောင်းသူလေးရဲ့ချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ပေါ့ဖြစ်စဉ်အစားဆုံးကိုပြပတ်တော်တဲ့ပြည်ဖိုင်လေးကိုကျွန်တော်ရဲ့မျိုးရီပြတ်သက်တိဆက်ပြီးတော့ဖြစ်ပါတယ်ဒီအနိုင်ကျင့်ခံရတဲ့ចောင်းသူလေးကတော့ចောင်းဆက်မတက်တော့ဘူးအဲဒီကိစ္စကဒီနှစ်လပိုင်းကဖြစ်တာပေါ့နော်ဒီအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ចောင်းသူလေးတွေအဖွဲ့ကတော့အခုဒီចောင်းတက်နေသေးပဲပေါ့နော်ကိစ္စတွေအားလုံးရှင်းလင်းဖို့ဒီကိုကရန်ကုန်ကနေပြီးတော့ဒီမြောင်မြောင်ကိုသွားဖို့လေပြင်ဆင်နေတယ်ပေါ့နော်ဒီကိစ္စရဲ့အဖြစ်အမှန်ကိုအမြန်ဆုံးဟုတ်ကဲ့ပါဒီကိစ္စရဲ့အဖြစ်အမှန် ဟုတ်ကဲ့ပါဒီကိစ္စရဲ့အဖြစ်အမှန်ကိုအမြန်ဆုံးပေါ်ပေါက်ပါစေလို့ကျွန်တော်ကလည်းဆုတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါမျိုးရဲ့အတူတူနဲ့ theme ဆက်ချက်ကိုလည်းကျွန်တော်က comment မှာမှတ်ချက်ရေးပေးခဲ့လို့ရသလိုဝေဖန်အကြံပြုနိုင်ပါဗျကျွန်တော် channel နဲ့ပို့တူတိုက်ရတဲ့အကြောင်းနဲ့ selfie တဲ့တဲ့အစ်တွေကိုမြင်ရင်တိဆက်ပေးပါမို့ကျွန်တော် channel like guys comment တွေ like guys ကိုလည်းဘေးနဲ့ notify bell ကိုဝန်ညှိပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားဖြင့်ကြည့်ရှုသူတွေကိုချီးမြှောက်ကြည့်စီမြဲတင်ပါတယ်နောက်ထပ် video မှာပြန်ဆောင်ရမယ်တဒါ